်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းလေးနက်ဆန္ဒပြုပါရစေ။ဒီနေ့တော့ဆ iam မကြာနေကြောမမတ်လေးရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ရှင်။ဝတ္ထုလေးရဲ့နာမည်ကနီးလျဲနှင်းတဲ့။နားထောင်ကြည့်ပါဦးနော်။နီးလျဲနှင်း ဝါဆိုလာပြေးနေ၌ဥဖိုးစိန်အသက်85နှစ်ပြည့်သည်85နှစ်ပြည့်သောနေဖြစ်၍ဥဖိုးစိန်ဤတဦးတည်းသောတပည့်မတ်တော်သည်အာယုံဆုံးထချက်၏မတ်တော်မှာဖခင်မွေးနေ့တိုင်းတက်စီဆုံးကပ်ရန်အာယုံဆုံးထချက်စမြဖြစ်၏မတ်တော်သည်ဆုံးချက်ရန်အိယာမှာမထမီအဖေအသက်85နှစ်တောင်ပြည့်ပါရောလားဟု တွေးမိ၏အဖေအသက်ကိုစဉ်းစားရင်းမှမတ်တော်အမေတော်ပန်းဥလည်း နောက်နှစ်လကြာလည်းအသက်85နှစ်ပြည့်အိုမီကိုတည်ပြုမိသည် ဥဖိုးစိန်နှင့်ဒေါ်ပန်းဦးမှာတက်တူရွယ်လူရှိကြပြီးနှစ်ဦးစလုံးကြမ်းမှကြ၏မျက်စိမှုံကြသည်မှာတပါတော့မကြိုးကြခါမကုံကြသေးပြီဥဖိုးစိန်တို့လင်မယားကိုတီလာကောင်းသည်ဟုရက်ရွာကပြောကြသည်မိုးကလည်းတအုံးအုံးအာယုံလာတော့မည်ထင်းချောင်းများဆိုကမိမွေမရလေသောကြောင့်မတ်တော့သည်မိခိုးနှွေး၍ မျက်ရည်တရွှဲရွှဲဖြစ်လာ၏တောက်လာလိုက်ငိမ့်သွားလိုက်ဖြစ်နေသောမိကိုစိတ်ပြက်တဲ့ပြက်လာ၏ရေနံစီလောင်းလိုက်ပြောင်းတန်နဲ့တအားကုန်မှုတ်လိုက်နှင့်ရေဆိုးနေသောထင်းစများမှာတော်တော်နဲ့မိမဆွဲနိုင်မိုးတန်လေတန်ထဲ၌တကားထုနေတဲ့အုံးပဲမကြမီအပြင်းအထန်ထုနေတော့မှမိဖို့တကားကိုထဖွင့်ပေးလိုက်၏ညီနေဒီလောက်ထုနေတာတော့မကြဘူးလားဘာကိစ္စပိတ်ထားရတာလဲ ဒေါ်ပန်းဦးကတကားဖွင့်ဖွင့်ချင်းစီးမှန်၏မန်ဒီဆို၍ဒေါ်ပန်းဦးအတန်မှာထမ်းမာသောအတန်မျိုးမဟုတ်အတန်လေးပျော့ပျော့နှင့်ညံ့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 ပြောတတ်ပြီးအတော်ဆူးသောအတန်ဖြစ်၏မကြားလို့အမီရဲ့မိုးတွေကလည်းတဲလိုက်တာမိကလည်းမှုေးလို့ကိုမရဘူးမိခိုးတွေအိမ်ထဲဝင်မှဆိုးလို့ပိတ်ထားတာပါဒေါ်ပန်းဦးသည်မိခိုးဦးနေသည့်မိဖို့ကိုခါထောက်ရက်ကြီးလျက်မိကိုဆက်ခနဲတစ်ချက်ထိုးလိုက်။ဟုတ်ပါ အခုထိစုံအောင်ဖို့ဖို့မရောက်သေးဘူးအရာထသွားတာလဲကြာလှပြီဆန်စိတ်ပြီပြီလားပြီးပါပြီအမေတဲ့ယုံမင်းမတော်မီးမှုတ်ရင်ကပြန်ပြောသည်ဒေါ်ပန်းကနောက်ဖေးရင်ပဲထွက်သွားခိုက်မီးတောက်လာ၍စုံအိုးကို ဖို့ဖို့တို့ကောက်တင်လိုက်၏မတော်သည်နောက်ထပ်စုံအိုးတအိုးအတွက်ဆန်စေးနေစဉ်နောက်ဖေးမှဒေါ်ပန်းကပြန်ရောက်လာသည်ညီလှုပ်ဆင်ရရှိတာတွေသာလှုပ်ပါ၏ငါဟာငါစေးမှာပေါ့ မတော်ဘာမှပြန်မပြောပဲဆံကိုအပြီးလက်ဆက်သက်စီသည်ဒေါ်ပန်းဥသည်မျက်နှာတစ်ပြီးမတော်မီးဖို့နဲ့မျက်နှာချင်းဆိုင်တွင်ရှိသောမီးဖို့၌ထိုင်ကမီးမွေးနေသည်မတော်သည်နောက်ထပ်ဆေးပြီးယူလာသော ဆုံအိုးကလေးကိုဖို့ပေး၌ချကပထမသူတဲထားသောမီးဖို့မှတောက်လက်ဆထင်းတစ်ချောင်းကိုဆွဲယူလာသည်တအားကောင်း၍မီးမှုန့်နေသောဒေါ်ပန်းဥသည်မိမိအနာသို့ထင်းဆားနှင့်ရောက်လာသောမတော်ကိုမျက်လုံးပိတ်၍ကြည့်လိုက်သည် ဒါကဘာလောက်တာလဲအေးရဲ့ချင်းနေရရေးစိုးနေတဲ့အမေရတော်တော်နဲ့မီးတောက်မှမဟုတ်လို့မီးကုပေးမလို့ပါဒေါ်ပန်းဥသည်ခေါင်းကိုရမ်းခါပြီးညှင်းဆက်၏တော်စမ်းပါအေးရှုပ်ရှုပ်ရှက်ရှက်ဟိုမီးရဒီမီးကိုလာမကူးစမ်းပါနဲ့ငါဟာငါတောက်အောင်မှုတ်ပါမယ်ပြန်ယူသွားပါမျက်နှာမကောင်းစွာဖြင့်မတ်တော်သည်လက်ထဲကမီးစောင်းကိုမယုတ်သေးပဲစူးစား၍တူရှိုးတောင်းမှန်ကြည့်၏အာယုံတက်သွားမှဆိုးလို့ပါအမေရမီးကလေးကူးတာပဲဥစ္စာ အဖေပစ္စည်းအမိဘာယူသုံးတာမှတ်လို့မိမတောင်းနိုင်၍ခဲရင်းစွာမိမွှေးနေရသောတော်ပန်းဥသည်စိတ်မရှိနှံအောင်ဖြစ်သွား၏တဲငါသူ့ပစ္စည်းကိုယူသုံးဖို့ဘယ်တော့ငါများလက်ဖြားနဲ့တို့ခဲ့လို့တော့ဤငါကကင်းပြီရှင်းပြီဆိုကြတဲ့ကအလုံးစုံအကုန်ကင်းတယ်မသုံးဘူးသွားယူသွားပါတော်ပန်းဥမောင်းထုတ်လိုက်၍မတ်တော်သည်မိစားနှင့်မိဖို့နာသူပြန်လှည့်လာသည်မိဖို့ဆောင်နေ၌တယောက်ကိုတယောက်ကြောပေးလျက် သားမင်းနှစ်ယောက်မီးမှုန့်နေကြသည်မီးမတောင်းနိုင်သေးသောဒေါ်ပန်းဦး၏မီးဖို့ကိုမတ်တော်လှဲ့ကြည့်ကဘာမှမတတ်နိုင်သည်လားတက်ပြင်းကိုသာအခခါချရှာ၏မတ်တော်ဆယ်နှစ်သမီးအရွယ်မှစ၍ဤမီးဖို့ကြောင့်လည်းတွင်မီးဖို့တဖို့မှနှစ်ဖို့ဖြစ်လာ၏ဖို့နှစ်ဖို့သည်မတ်တော်အဖေမီးဖို့နှင့်မတ်တော်အမေမီးဖို့ဖြစ်၏ယခုမတ်တော်အသက်က35နှစ် ကုံလွန်ခဲ့သည့်25နှစ်တာကာလပတ်လုံးအဖေနှင့်အမေတို့တယောက်ကိုတယောက်စကားမပြောကြ။တအိမ်နဲ့အတူတကွနေကြလျက်စီးပွားခွဲဦးစားခွဲနေကြသည်။အဖေအတွက်မတ်တော်ချက်ပြုတ်ကျွေးသည်။အမေအတွက်လည်းဝင်းကူညီကချက်ပေးရသည်။သူမိုးနှစ်ထပ်ပြင်းအောင်အိမ်အောက်ဖက်တွင်အိမ်ဆိုင်ကလေးဖွင့်ကဒေါ်ပန်းဦးကဈေးရောက်သည်။မတ်တော်ဆက်ချုပ်သည်။ဦးဖိုးစိန်မှာအထက်အညာသားဖြစ်၏။ အသက်40ကျော်မှအီရွာတို့ကြောက်ပေါက်နာတူကိုဆေးကုရန်ရောက်လာသည်။သူရွာရောက်ပြီးတရွာလုံးကြောက်ပေါက်ကြ၍ဥဖိုးစင်ကကုသပေးသောအခါတရွာလုံးကအားထားရသောဆေးဆရာကြီးဖြစ်လာသည်။ရရွာကအီရွာတွင်ဥဖိုးစင်အခြေဆိုင်နေစီရန်ဆက်ချုပ်သည့်အပြူကြီးအသက်40တော်ပန်းဦးနှင့်အတင်းနားချပေးစားကြ၍ဒီရွာမှာအခြေကျသွားသူဖြစ်သည်။တော်ပန်းဦးသည် အသက်40ကျော်မှမတော်မွေးသည်မတော်လူမှန်းတည်တတ်လာသည် သုံးနှစ်သမီးအရွယ်နောက်၌ဥဖိုးစိန်ကိုအဖေမမ်းမည်မသိတခါတည်းရန်ဘဲကလူကြီးလည်းဟုမေးတတ်သည်အရတကာနေတကာလှဲ့၍စေးကုသွားနေတတ်က3လတခါ6လတခါလောက်မှအိမ်ပြန်လာတတ်ခြင်းကြောင့်ဖြစ်လေ၏လူပြိုကြီးနှင့်အပြိုကြီးတို့အိမ်အောင်ကြပြီးသည့်နောက်ရက်ရွာထဲ၌ဖျားသွားကြောင်တဲ့အတူသွားလာမှုလည်းပဲအခါမှမရှိခဲ့ မတ်တော့မွေးပြီးသည့်အထိနှစ်ဦးစလုံးအဆက်ကြီးရှက်နေကြဟန်ရှိသည်ညာခါစား၌လူရှိသူရှိတွင်တဦးမျက်နှာတဦးမကြည့်ရဟန်ရှက်နေကြတော့လေမတ်တော့မတ်တက်ပြေးတတ်သောအရွယ်သို့ရောက်လာသောအခါတွင်မူတဦးနှင့်တဦးမျက်နှာကြောမတည့်ဖြစ်လာသည်ဒေါ်ပန်းဦးကလည်းဥဖိုးစင်ကိုမကျင့်နဲ့စကားပြောတူတောင်းသည်တကူကောင်းဆန်သည်ကိုငှက်ချင်မှ ကိုချင်သည် စိတ်မှတ်ကြီးသည်စည်းစားကြောင်သည် ကန့်လန့်တိုက်သည်စသဖြင့်ဆွဆွဲ၏။ဥဖိုးစင်ကလည်းဒေါ်ပန်းဥပေါ်အခဲမကြည့်။ကစီနေသည် လူတကာနှင့်မတဲခေါင်းမာသည်ကျေစုကန်သည် သူ့ဘက်သူရက်သည်ဟု၍တေးမှတ်ထား၏။တူဥပေါ်တူမကျင်နှက်ချက်တွေကိုဝန်းထဲ၌စုထားကြသည်။မတော်ဆဲနှစ်သမီးအရွယ်၌သူတို့နှစ်ယောက်အိုစာခွဲရန်စီးပွားခွဲရန်အကြောင်းပေါ်လာလေသည် ်ဥဖိုးစိန်နဲ့ထွက်၍ဆေးကုသွားပြီး၃လလောက်ကြာမှအိမ်သို့ပြန်ရောက်လာသည်ဥဖိုးစိန်သည်တကောက်ဖာတစ်လုံးအိမ်အတွက်ဝဲယူလာသောတောင်းနှလုံးနှင့်ငပြောတစ်ခိုင်ကိုတဲထန်းကနက်နက်စောစောလှေစိတ်ကတက်လာ၏ဆယ်ရက်လောက်ကြာမီပြောသွားပြီး၃လကျော်မှပြန်လာခြင်းကြောင့်ဒေါ်ပန်းဥသည်စိတ်ခုကဥဖိုးစိန်အိမ်မော်တက်လာသည်နှင့်ထိုင်ရာမှထ၍အိမ်ခန်းထဲသို့ဝင်သွားလေသည်ဥဖိုးစိန်သည်သူအိမ်မော်ရောက်ခါမှ သူ့အားစကားတခွန်းမဆိုပဲအခန်းထဲဝင်သွားတော့ဒေါ်ပန်းဦးကိုကြည့်ကတဲ့ထန်းလာတော့ပစ္စည်းများကိုဖနှက်ချွတ်နိုင်ပြစ်ချနေ၏မတ်တော့ကိုလှမ်းခေါ်မြည်ပြင်ပြီးမှဒီအချိန်မတ်တော့ကြောင်းသွားပြီကိုသတိရသွားသည်ဥဖိုးစိန်သည်ရေတစ်ခွက်ကိုခတ်တော့ပြီးမောပန်းစွာဖြင့်ပက်လက်ကလေးထိုင်ပေါ်၌ခြေပြက်လက်ပြက်ထိုင်ချလိုက်သည် အမောပြေသလောက်ရှိသောအခါကလထိုင်မှထလျက်ဒေါ်ပန်းဥကြားတာအောင်တန်ကုန်ခဲ့၍ပြောလေ၏ ဟဲ့တောင်းဟဲ့ဖာဟဲ့ငပြောခိုင်အိမ်ထဲကိုဝင်ကြအိမ်ထဲသွားကြဥဖိုးစိန်ဒီသူ့အိမ်အပြန်ကိုတော်ပန်းဦးမှခီးဦးကျိုမပြူရကောင်းလားအိမ်ဖို့ယူလာတော့ပစ္စည်းများကိုထွက်သိမ်းရကောင်းမှမသိလီရော့သလားဟုစိတ်ဆိုးကသူပြစ်ချထားသောပစ္စည်းများကိုလက်ညှိုးတထိုးထိုးဖြင့်ဆက်ဟစ်ပြန်လေသည်ဟဲ့တောင်းဟဲ့ဖာဟဲ့ငပြောခိုင်ငါအိမ်ပြန်ရောက်ပြီနင်တို့ရောနင်တို့သွားလေသွားကြသွားကြဟဲ့ ဒေါ်ပန်းဥသည်ပစ္စည်းများကိုမိမိထွက်၍မသိမချင်းဤအတိုင်းရွက်နေမည်ကိုသိလေလျက်သူပဲရွက်နိုင်မလားငါပဲနေနိုင်မလားသိကြရောပေါ်ဟုမထွက်ဖဲစွပ်ပေနေ၏ထိုစဉ်ဒေါ်ပန်းဥ၌အထက်လာအပ်ကြသည်ရွာထဲမှမိမနှစ်ယောက်တို့သည်ဝင်လာကြသည်ဥဖိုးစိမ်မှာပစ္စည်းများကိုလက်ညှိုးငေါငေါထိုးလျက်ဝင်ခိုင်းနေလို့ပင်မြင်ကွင်းမှာကရီဝဲကောင်းလှတော်လဲထို့မိမတို့သည်မရှိဘူး ဆရာကြီးစိတ်ဆိုးနေပြီဟုသိရှိကြလျက်အိမ်ပေါ်မှတုတ်တုတ်ဆင်းကမတ်တော်ရှိရာရွာဦးရှိစတဲ့အကြောင်းတို့အပြေးသွားကအကြောင်းကြားလေသည်မတ်တော်သည်အိမ်တို့ဒုံဆိုင်လေးပြေးရ၏ဥဖိုးစိန်သည်သူပုံထားသောပစ္စည်းများနေရာမရွေ့မချင်းတနေကုန်ပင်အော်ရအော်ရအော်ရင်းမှအသက်ပင်ထွက်ထွက်မရက်တန်းအော်မီဟုစိတ်ထံလေးအော်ဟစ်နေလေသည် ေါသတကြီးအော်ပြောနေသောဥဖိုးစိန်အတန်ကြီးကိုခြံဝါးမှဖြင့်မတော့ကြာသည်မတော့သည်ဖနှက်ချွတ်၌ပုံထားသောပစ္စည်းများကိုတလှဲ့သူ့အဖေကိုတလှဲ့ကြည့်ကဒူးတုံတုံရင်တုံတုံဖြင့်မျက်ရည်ကလေးဝိုင်းလာသည်ကြောက်ကြောက်လန့်လန့်နှင့်ကြပြားကြရာပစ္စည်းများကိုအိမ်ထဲသို့ကောက်တည်ပို့၏မတော့ပစ္စည်းများတိမ့်သွားမှဥဖိုးစိန်သည်မောလှစွာဖြင့်ပလက်ကလေးထိုင်ပေါ်၌ပြန်ထိုင်ချ၏ နှစ်ဖူးကြောကြီးများရှုံကမျက်စိနှလုံးစုံမိတ်လျက်အမောဖြစ်၏တအောင်လောက်ကြာသောအခါတန်းပေါ်မှပစိုးတစ်ထည်ကိုဆွဲ၍ပခုံးပေါ်၌တင်ကရွာထဲသို့ထွက်သွား၏မတော်သည်သူ့အမေကိုအိမ်ထဲ၌လိုက်ရှာကြည့်သည် နောက်ဆုံးတွင်မှအိတ်ခမ်းထဲတွင်ဆောင်းကောင်းပြီးခြုံလျက်အိတ်နေသောတော်ပန်းဦးကိုတွေ့ရ၏မတော်ကအမေအမေဟုခေါ်တော်လဲအတန်ပြန်မထူးမကြာမီပင်ဦးဖိုးစိန်ပြန်ရောက်လာသည် ကူဖိုးစိန်နဲ့တူတဲကပါလာသောပစ္စည်းများမှာဒံအိုးဒံခွက်ဒေအိုးပစိုးဖြင့်ထုတ်ယူလာသောစံငရုတ်ကြက်သွန်စီပလင်းတို့ဖြစ်သည်ထိုနေ့မှစ၍ဒီမိမနှင့်မပေါင်းတော်ဟုဥဖိုးစိန်သည် အနာကြီးနာကမိဖို့ခွဲ၍သူထမင်းသူချက်စားလိမ့်စီဝါခွဲအိုးခွဲသွားသောဥဖိုးစိန်သည် မတ်တော့အရွယ်မရောက်ခင်ကသာကိုယ်တိုင်ချက်စားလျက် မတ်တော့ចောင်းထွက်လိုက်တော့အခါမတ်တော့ပဲချက်ပြုတ်ကျွီမတ်တော့ဆုံးအိုးစုပြီးလာသည်ဒေါ်ပန်းဦးမှာမတောက်နိုင်တော့မျိုးတမှုန့်ထဲမှုန့်နေစေပြီမတ်တော့ဆုံးအိုးငှဲ့ပြီးဆွတ်နှက်ထားကြိုက်ဆုံးတော့ဝဲပြင်ဆင်သည် အမေအဖေတညက်ကုံသွားပြီအမေရောက်တဲ့ထဲကနည်းနည်းယူပေးရစီနော်မတ်တော့ကဆုံးတော့ဝဲရင်ပြင်ရင်မှလှမ်းပြောသည်ထညက်မှမရှိပဲကုံပြီကြံတကာပဲရှိတယ် မတ်တော်သည်သူ့အမိဇေယောင်းသည့်ပုံထဲမှကြံတကအနည်းငယ်နှိုက်ယူကစောနော်ပွဲတွင်ထဲ့နေစဉ်ဒေါ်ပန်းဦးခတပြစ်တောက်တောက်မြည်တွန့်၏သူပစ္စည်းကသာယူဖို့သုံးဖို့ငါလက်ဖြားနဲ့မတို့တာငါပစ္စည်းတော့သုံးကျင်သုံးနိုင်ပါတယ်ညို့မွေးတော့ငါပေါ့မီးရင်းကတော့မထွက်သေးဘူးသူရှာလို့ရတဲ့ပတ်စံနဲ့လှုပ်ပေးထားတဲ့ကြံစစ်လက်ကောက်တရားကိုပြန်တောင်းသွားတာတခါတည်းမမြင်ရတော့ဘူးအစပြောက်ပဲ ဒီကလေးကသူ့စီရပတ်စံတပြားမှမတောင်းမဲကိုဟွာကိုလောက်ကင်စားလာတာဒီကနေ့အထိပဲမတော်သည်ဒေါ်ပန်းဟုပြောသောစကားများကိုကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေသည်စွန်ပွဲများကိုစိငှအောင်တုတ်သီးတုတ်ပြားပြင်ဆင်နေရ၏ပြောသည်မနားထောင်ဖို့ရန်ကဤစကားမျိုးကိုဒေါ်ပန်းဥထံမှအကြိမ်တရာမကကြားဘူးရပြီမို့ရိုးနေသည့်သဘောလည်းဖြစ်သည်သက်30ကျော်သည့်တန်အောင်အိမ်တော်မဖြူဘဲအပြိုကြီးလှုပ်၍ ဒီအဖေနဲ့အမေကြားတွင် ပုံနဲ့တိုင်းလုံနေရသောသူ့ဘဝသူညီငွေးနေသူဖြစ်သောကြောင့်ဒီအကြောင်းတွေကိုထပ်တတလဲမကြားလို့တော့ဘီအိမ်ဝန်ကအခန့်သားထိုင်ပြီးသူ့ပတ်စံကြတော့မထုတ်ချင်မင်းနဲ့ငါလှုပ်စာနဲ့ငါရှာစားရပြီးငါ့ကိုမကောင်းပြောတာခံနေရတာညီးကြောင်ညီးကြောင်ဟဲ့ညီးကိုငဲ့နေရလို့ငါဒီအိမ်ဘဝမစင်းနိုင်တာပါ ਈ တော်ပန်းဟုပြောသည်မဆုံးအောင်နားထောင်ရန်အချိန်လည်းမပေးနိုင် တတွတ်တို့ရေရွတ်နေတော့တော်ပန်းဟုကိုထားခဲ့ကား စုံးတော်ဘောင်ကိုရွက်ပြီးအိမ်မော်တို့တက်ခဲ့သည်အိမ်မော်ရှိဖျားဆင်၌ဖျောင်းနိုင်မိများထွန်းထားသည် ဥဖိုးစိန်သည်စုံးတော်ဝဲကိုစောင့်ရင်းပတိစိတ်နေသည်မတော်ဝါစုံးတော်ဝဲကိုဖျားဆင်ဘော်တို့တင်လိုက်သောအခါဥဖိုးစိန်သည် နေရာမှာထလာရင်းမိသည်စုံးဟာတက်စီလားတက်စီပါဖေဇုံးနဲ့85ဇုံးထည့်ထားတယ်ဘာမုံနေလဲမွဲတည်နေသောမျက်စိဖြင့် မုတ်ပကံလေးများကိုမျက်နှာပြင်ထိလို့မတက်လိုက်ကြည့်နေသည်စွန်ပလွန်ယိုအဖေရဲ့ဒါဟာပေါက်ပေါက်စုပ်ဒါဟာငပြောသည်ဒါဟာကြောက်ဖြုံယိုဒါဟာမုတ်ပဲလော်ဒါဟာကြံတကာဒါဘယ်ရယူလာတာလဲအဖေထညာကုံတော်လို့အမေဘုံနဲ့ကြံတကာနင်းနေယူလာတဲ့အဖေအတန်ပြက်ပြက်နဲ့မတ်တော့စကားမဆုံးခင်ဥဖိုးစိန်ကမျက်မှောင်ကျုပ်လျက်ကြံတကာပကံကိုဆွဲယူလိုက်သည်တဲယူသွားစမ်းသူ့ပြည်စီငါဆုံးပွဲထဲမှာထဲ့နေသွားယူသွား မတော်သည်ကြံတကားပကံကိုယူမသွားသေးပဲပြရပြကြောင်းပြောကြည့်ပြန်သည်အလကားယူတာမဟုတ်ပါဘူးအဖေရဲ့ပဆက်ပေးမှာပါအလကားလည်းမယူဘူးပဆက်ပေးပြီးလည်းမယူဘူးမထည့်နဲ့ယူသွားမတော်သည်အဖေကိုကလန်ကဆန်မလုံးဝန်းသဖြင့်ကြံတကားပကံကိုလှမ်းယူပြီးဘေးဖယ်ထားလိုက်ရသည်ငါသမီးကိုမမွေးခင်သူ့ဆွေမျိုးရွာမှာတလှည့်သွားနေကြတော့ကအဖေပေါ်မညာမတာခိုင်းလိုက်တာသမီးရဲ့အဖေကိုစပားရိတ်ခိုင်းနေတယ် စဘာမရေပူတဲ့အဖေမှလက်တွေကွဲပြဲပြီးအနာရီဖြစ်သွေးတွေပြည့်တဲ့ဆွဲဆွဲနဲ့ဒီကျေးဇူးတွေကိုတိတဲ့ဟာမှမဟုတ်ဘူးမတော်သည်သက်စီရေချမ်းကွက်ကိုမမှားရအောင်စိတ်မှန်းဖြင့်85စွန်ပြည့်အောင်ခတ်ထည့်နေရသည့်အတွက်ဥဖိုးစိန်စကားများကိုကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေသို့တော်ဤစကားမျိုးကိုဥဖိုးစိန်ထံမှအကျင့်တရားမကကြားခဲ့ဘူးပြီဖြစ်တော်ကြောင့်လေမတော်ဖို့အထူးဆန်းမဟုတ်တော့ဘူး အဆင်မပြေကြတော့ဒီအဖေနှစ်ဒီအမေကိုငဲ့၍အိမ်ထောင်မပြုတ်ပဲအပြိုကြီးဖြစ်နေရတော့သူ့ဘဝသည်ဒီအတန်တွေကိုကြားရလေတိုင်းတာ၍တာ၍ညင်းငွေစီရတာကောင်းလာလိမ့်ဤဒီအကြောင်းများပြန်တွေးမိတဲ့အဖေမျက်ရည်ကျတယ်။သမီးကြောင့်သာအဖေဒီအိမ်ပေါ်မှာနင်းနေတာသမီး။မတ်တော့သည်တက်စီရေချမ်းခတ်ထည့်ပြီးဖျားစင်ပေါ်တင်လိုက်သည်။ဥဖိုးစိန်ပြောသည်များဆုံးအောင်အားနားထောင်မနေအားပဲ အမေစွန်းတော်ဘဲကိုပြင်ပေးရန်ရှိသေး၍အိမ်အောက်သို့ဆင်းရပြန်လေသည်မိဖို့ရဲ၌ဒေါ်ပန်းဥဆောင်းငှဲ့နေသည် မတ်တော်သည်သူပြန်ယူလာခဲ့သောကြံတကားပကံကိုဒေါ်ပန်းဥမမြင်စေရန်မိဖို့ရဲမဝင်ခင်တနေရာ၌ဖွက်ထားခဲ့ရသည်သည်ဒေါ်ပန်းဥ၏ဆွန်းပွဲအတွေ့နနသည်လှိပေးနေခိုက်ဟူဖိုးစိန်မိဖို့ဘဝသူပြန်ဤပြန်ရရောက်လာသည်ဟဲ့သမီးအဖေစားတာကော ဟူဖိုးစိန်ဒီဖျားရှင်ခိုးခန့်နီးသူ့စာတောင်ဖျားရှိ၌ချရန်တတိယ၍ရှာကြည့်ရန်မတွေ့သဖြင့်အိမ်ပေါ်မှဆင်လာမိ၏မွေးနေ့တိုင်းစာတောင်ကိုထုတ်၍ဖျားကိုပူဇော်လေးရှိသည်အဖေစာတာအဖေပဲအဖေအိယာပဲရမုံဘုံတက်တာထဲမှာထားတဲ့ဥစ္စာမတော်သည်နနသည်လျင်းရလှမ်းပြောသည်ဒေါ်ပန်းဥသည်အပေါဝ၌ဥဖိုးစိန်လာရက်ကလေးကတစ်ချက်မြှလှဲ့မကြည့်ပဲသူ့ဆုံးပွဲသာသူပြင်နေသည် မုံတက်တာပုံးထဲမှာမရှိဘူးအဖေတလုံးကထုတ်ကြည့်ပြီးပုံးထဲကိုပြန်မထည့်မိဘူးပုံးပေါ်တင်ထားမိတာအခုမရှိတော့ဘူးမတ်တော်ဒီသူ့အမေများတွေ့လို့တွေ့ညာအထင်ဖြင့်သူ့အမေကိုတစ်ချက်လှမ်းကြည့်သည်ဒေါ်ပန်းဥဒီသူနဲ့မသက်ဆိုင်သည့်အသွင်သားဖားနှစ်ယောက်ပြောနေသည်များနားထဲ၌တလုံးမြမဝင်သည့်ပုံစံထလိုက်ထိုင်လိုက်နှင့်လှုပ်ဆရာရှိတာသာလုံပန်းလောက်ကင်နေ၏မုံတက်တာပုံးကလည်းသူ့ငကိုနေရာမှာမဟုတ်ဘူးသမီးရဲ့အဖေမရှိတော့ရွှေ့ကြတယ် ဥဖိုးစင်ဤနောက်ဆုံးအတန်သည်တင်းမာလာသည်တအူးကိုရည်ညွှန်း၍ဆိုလိုခြင်းသည့်သဘောတတ်ဝင်လာသည်ထို့ကြောင့်မတ်တော်သည်အမိကိုလှမ်းကြည့်ရာမျက်လုံးချင်းစုံလိဤတနေ့ကမိုးရေရွာနေတော့အိမ်ပေါ်မှာဘသူမှမရှိလို့တကားပေါက်တွေတက်ပိတ်ရတယ်။ခေါင်းရင်းဘက်မှာမိုးရိုနေတာတွေ့လို့ပျက်စီးတွေရွှေ့ခဲ့ရတာပေါ့။ဒေါ်ပန်းဥသည်ဥဖိုးစင်ကိုပြောနေသည့်အပြောမျိုးမဖြစ်စေရဘဲမတ်တော့ဤမျက်နှာကိုတဲ့တဲ့ကြည့်ပြီးပြောလိုက်၏။ ဥဖိုးစိန်မတက်ရက်နေသောနေရာနှင့်မတော့ထိုင်သောနေရာမှာတည်နေ၏ဒေါ်ပန်ဦးကသူတို့နှစ်ဦးကြားတွင် ဖြစ်သည်မတော့အခွန်ခွာလက်ဆနနသည်ကိုချထားကဥဖိုးစိန်အနာသို့သွား၏လှုပ်လိုက်မှဖြင့်တမိရဲ့အရာရာနဲ့အကြောင်းကြောင်းကြည့်ပဲဘယ်တော့မှအပိုးမသိဘူးဟောအခုတော့အဖေ့ပစ္စည်းအဖေ့ထားတဲ့နေရာမှာမရှိတော့ဘူးဥဖိုးစိန်ကမတော့မှတဆင့်မတော့မျက်နှာကိုကြည့်ရပြီးပြောပြန်သည် မိုးဆူကုန်ရင်ပျက်စီးကုန်မှကြောင့်ငါနေရာရွှေ့ရတာဤမိုးဆူနေတာဒီအတိုင်းကြည့်နေရမှာလားဒေါ်ပန်းဥမျက်နှာထားတင်းတယ်လို့အတန်ဆူဆူမှလည်းမာလာလေသည်ရွှေ့ပြီးနေရာတကျပြန်ထားတာမှမဟုတ်ဖဲသမီးရဲ့ဥဖိုးစိန်ရဲ့အလိုမကျတော့အတန်ကထွက်လာပြန်သည်နေရာတကျပြန်ထားရအောင်မိုးကရွာတော့ဤဒီတော့ရွှေ့တဲ့နေရာရှိမှာပေါ့ဒါလားအရာရာနဲ့အကြောင်းကြောင်းဒါလားအပိုးမသေးတာ မတော်မျက်နှာသည်ဥဖိုးစင်ကပြောလင်ဥဖိုးစင်ပဲရောက်သွား၏ဒေါ်ပန်းဥပြောလင်မူဒေါ်ပန်းဥပဲသို့လှည့်ရပြန်၏နှစ်ဦးစလုံးကသူ့ကိုဗျိုင်းတူကြည့်လျက်လူပြောနေသည့်အခါနိုင်မှုကမတော်ခင်ဗျာဟိုလှဲ့ဒီလဲဖြစ်နေကခြာလက်ဘက်လင်းနေရှာ၏ရွှေ့တဲ့နေရာမှာလည်းမရှိဘူးရှာခဲ့ပြီသမီးအဖေများအထားမှာမတော်စကားမဆုံးမီဒေါ်ပန်းဥကဝင်ပြောပြန်၍မတော်မှာဒေါ်ပန်းဥပဲလှည့်ရပြန်၏ ဒီပစ္စည်းကိုဘသူကဘာလုံးမာတော့အေးရဲ့တနေ့ကဘာဝင်ဖုန်းကြီးเจ้าကရေနံမုံပြန်ယူလာတော့ကငါစာတာရေနံတုတ်ချင်တယ်ပြောတာကြားမိတယ်အေးမတ်တော်မျက်လုံးတို့ဒီချက်ချင်းဥဖိုးစိန်ဘက်သူရွှေ့သွားဤဒေါ်ပန်းဥဒီပြောပြီးသူ့အလုပ်သူဆက်လုပ်သည်တဲလဲခက်ပါကလားအဖေယူမပေးဘူးတမီးရဲ့အဖေပစ္စည်းကညာတာအဖေမကြိုက်ဘူးဘယ်ဟာခက်တာလဲအေးဒီပစ္စည်းကထားတဲ့နေရာမှာမရှိရင်ယူလို့တာမရှိတာပေါ့ ကင်ချင်လို့လို့ကင်တာမဟုတ်ဘူးမိုးရိုနေလို့ကင်ရတာအေးသိရဲ့လားမတော်မှာဒေါ်ပန်းဦးကသူ့ကိုလက်ညှိုးငေါငေါထိုးလျက်ပြောလာပြန်သဖြင့်ရင်ထဲ၌တဆတ်ဆတ်ခုန်လာ၏အာယုံစွန့်ကပ်ခံနေရံပွဲဖြစ်မလာအောင်လှည့်မြန်စွာတားဆီးလိုက်ရသည်ဟိုအဖေဦးလေးပါဝင်မြအိမ်မော်တက်ယူသလားမှမသိပဲအောက်ကစာအုပ်စင်မှာရှာကြည့်လိုက်မယ်နော်နော်မတော်သည်အပေါင်းအဝါမှဥဖိုးအစဉ်ကိုတိုး၍ထွက်ခဲ့ကစာအုပ်စင်ရှိရာသို့ပြေးသွား၏ ဖူးဖိုးစိန်ကမတ်တော့နောက်မှလိုက်လာ၏ရေနံတုတ်ထားသောစာတာကလေးကိုစောင်းစင်ပေါ်၌ထောင်းလျက်သားတွေ့တော့မှ မတ်တော့ရင်အေးရလေသည်ဖူးဖိုးစိန်သည်စာတာယူကအိမ်မော်သို့ပြန်တက်သွားသည်ဖူးဖိုးစိန်အိမ်မော်သို့မရောက်မချင်းမတ်တော့မီးဖို့တဲ့သူမဝင်ရဲကြီးဖူးဖိုးစိန်အိမ်မော်ရောက်လောက်တော့မှမီးဖို့တဲ့သူ မတ်တော့ဝင်ခဲ့၏တွေ့ပြီလို့ပေါ့အေးမတွေ့များမတွေ့ငါ့ကိုနင်းပြောမှာတဲခက်ပါကလားတဲ့အဲ့ဒါသာကြည့်တော့ခက်တဲ့သူကဘသူလဲအေး သူထင်သည့်အတိုင်းမပြီးနိုင်အောင်လေကျော်ရှိနေသောတော်ပန်းဟုကြောက်လှစွာဖြင့်မတော်နောက်ဖေးရည်စင်ဘက်သို့တန်းထွက်သွား၏မတော်နနသည်ပြန်လှီးနေ၌အိမ်ပေါ်မှကြေးစီရိုက်တံကိုကြားလိုက်ရသည်ဩဃာသာဩဃာသာဩဃာသာအစိမ့်နေရအစိမ့်နေရအာယုန်တဲ့ဥဖိုးစင်ကြီးဖျားရှင်ခိုးတံမှာတာယာနာပြောဝယ်ရှိလာသည် မတော်သည်နနသည်လှီးရင်ဖျားဟုကြည်ညိုသောစိတ်တွင်ညှို့လျက်အာယုန်ပြုတ်လိုက်သည် ပေါပေါဆုပ်တည်ရှိတဲ့အမီထဲ့မလားစွန်ပွဲပြင်းနေသောဒေါ်ပန်းဦးကိုမတ်တော်ကလှမ်းပြော့လိုက်သည်သူ့ပဆက်နဲ့သူ့ဝယ်ထားတဲ့ပေါပေါဆုပ်ကိုကျုပ်စွန်ပွဲထဲမှာထည့်နိုင်မှာဘူးမရှုပ်ချင်ပါဘူးလို့ပြောနေတဲ့ကြားညီးကိုကရှေ့ပါတယ်အေးနှုတ်ကအမှတ်တမဲ့ထွက်သွားသောသူ့အမားကြောင့်မတ်တော်ကသူ့နှဖူးသူထုလိုက်သည်ငါကိုကလည်းရှေ့ပါတယ်ဟုသူ့ကိုယ်သူအပြစ်တင်ကစေတနာကဝေဒနာဖြစ်ရသည့်အတွက်ရှေ့မဆက်ဝင်တော့ကြည် မတော်တို့အိမ်အောက်ထပ်၌ဖျားဆဲတဆောင်ထပ်ထုတ်ထားလေ။အိမ်တွင်အိုးစားခွဲမိဖို့ခွဲသွားကြရမှ တဆောင်ထပ်တိုးလာသောဒေါ်ပန်းဦး၏ဖျားဆင်ဖြစ်သည်။ဖျားဆင်တွင်ဖျောင်းနိုင်မီများထုံညိကြစဉ်အိမ်ပေါ်မှဥဖိုးစိန်မြတ်တာပူတန်ကြရ၏။တပ်ပြီးခတ်သိန်းကုန်သောတတဝအပေါင်းတို့သည်အဝေးရာရန်မရှိကြကုန်သည်။မတော်သည် ဥဖိုးစိန်မြတ်တာဘုဒ္ဓံကိုကြားရ၍ ဝမ်းနည်းလာသလိုငိုချင်လာသလိုနှင့်ရင်ထဲဖို့၍ဆုလိုက်၏။ဒေါ်ပန်းဦးသည်စွန်းတော်ပွဲများခင်းကျင်းပြင်ဆင်ပြီးကြေးစီတစ်ချက်ရိုက်လိုက်၏။ဘန်းဒီအရှင်ဖုရားမယားဖုရားတပည့်တော်မှသည် မောစနာထာရတန်တရာဝစ်စင်းရဲမှ ထွက်မြောက်ရပါခြင်းအကျိုးငါတော်ပန်းဦးဖုရားရှင်ခိုးခိုက်မတ်တော်မီဖို့တဲ့သူပြန်ရောက်လာသည်တော်ပန်းဦးဤဖုရားပင်တန်သည်တာယာနာပြောဝဲရှိလာပါ၏ တာယာစွာဆွဲငင်လျက်ရှင်ခိုးနေသော သူ့မိဖုရားပြင့်တန်ကိုကြားနာရင် အဖေနှင့်အမေတို့ကြားတဲ့ဒုက္ခများလာသောသူ့ဘဝမှာလွတ်မြောက်ရန်သီလရှင်ဝတ်ချင်လာလေ။ဖို့လျက်ဆိုးလျက်ရှိသောရင်ကလည်းလှိုက်၍လှိုက်၍ရှုပ်ထွေးနေ၏။ဝေးနေနီးနေနှစ်ထွေများစွာတတ်တော်ဟာချမ်းသာကိုစေပြပါစေ။ဘေးရန်ပယ်ရှင်ဆိုးရင်ကင်းစင်ရမရှိဖြစ်ပါစေ။ ဒေါ်ပန်းဟုဖျားရှင်ခိုးပြီးနောက်ဆုံးထွက်လာသောမြစ်တာပို့တန်သည်မတ်တုပ်၏ရင်ထဲသို့ထွင်းဖောက်သွား၏။မျက်ရည်ပေါက်တို့သည် တပေါက်ပြီးတပေါက်ပါပြင်းမောကျလာ၏။သူ့စိတ်ထဲအဖေနှင့်အမေတို့ပို့နေသောမြစ်တာကိုတန်တရာများစွာဖြစ်မိ။အဖေမြစ်တာပို့တဲ့တပ်ပြီတတ်တာထဲမှာ အမေအဖို့ရောပါပါလေးစား။အမေမြတ်တာပို့တဲ့မွေးနေနီးနေတဲ့မှာရော အဖေမပါပါလေးစား အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။